2025ခုနှစ်ဧပြီလ20ရက်နေ့အလင်းဒေတာမှနေထိုင်ကြတဲ့လူသားကျေးဇူးတွေ၊ကုညင်းအဖွဲ့တွေအတွက်မိုးဘလို့ရွာနိုင်လဲဆိုတာကိုကျွန်တော်တို့နေ့စဉ်လေ့လာခံမှန်းတင်ပြနေပါတယ်။ကျွန်တော်တို့ရဲ့ရွယ်ကြက်ကတော့နေထိုင်သူတွေနဲ့ကုညင်းနေသူတွေအားလုံးလုပ်ငန်းများအဆင်ပြေချုံးမှုစေရန်အတွက်ကျွန်တော်နဲ့ကိုသက်ထွေးနိုင်ကနေပြီးတော့အထူးလေ့လာပြီးတော့ဒီပေးတင်ဆက်နေတာဖြစ်ပါတယ်။ဒီကနေ့ ဂျိုလူကရရှိတဲ့ပုံတွေကို ကျွန်တော်တို့စတင် လေ့လာမယ်ဆိုရင်ပစိဖိတ်ဒေသကဖြတ်လာတဲ့လေရှိကြောင်းကမြန်မာပြည်ကပလီပင်လယ်ကိုအနည်းငယ်စတင်ဝင်ရောက်သလိုပဲအိန္ဒိယသမုဒ္ဒရာကလာတဲ့လေရှိကြောင်းကကွေ့ပြီးတော့စင်ကာပူနဲ့မလေးရှားကြားကိုပြန်ဖြတ်တယ်ကပလီပင်လယ်ပြင်ရဲ့လေဆုံချက်ကာလတနည်းအားဖြင့် မြမာပြီးမိုးရာပြီးအကြုံမှာဖြစ်လာမယ်မုံတိုင်းတို့ရဲ့တတိတရားဖြစ်ပါတယ်ကျွန်တော်တို့နေအောင်ကြီးကြားရမှုဟာအပေါ်ကိုစစ်လာတယ်များဒီစုံကျဲလေးတွေဟာမြမာပြီးကံယိုရန်ကိုကိုကျုံးဘက်ကိုရောက်လာပြီးမုံတိုင်းဖြစ်လေဖြစ်တာရှိပါတယ်ဒီနှစ်မှာတော့တလဝန်းကျင်တော့ကြိုပြီးတော့စောပြီးတော့ဖြစ်တည်တာတွေ့ရပါတယ်ကျွန်တော်တို့မုံတိုင်းဖြစ်လာရင် အသေးစိတ်ထပ်မံတင်ပြမှာဖြစ်ပါတယ်လောလောဆယ်တော့ရှိသေးပါဦးကျွန်တော်ဒီကနေ့ဧပြီလ20ရက်နေ့မနေ့6နိုင်ရနေပြီးတော့အခုနေ့လယ်7နိုင်အတွင်းမှာမိုးရွာသွားတဲ့နေရာတွေကိုဂျိုလူကပေးပို့တဲ့ပုံတွေရဆိုရင်ကချင်ပြည်နယ်မြစ်ကြီးနားရဲ့အထက်တစ်ခုလုံးမှာမိုးရေကြီးတသမ4ရွာသွန်းသွားတယ်လို့ပဲရှမ်းပြည်နယ်မှာနမ်တူဘက်မှာ မိုးအနှဲငယ်ရွာသလိုပဲအဲ့ဒီတိမ်ငွေက ရွှေဘိုးမန္တလေးစကိုင်းမုံရွာ မြင်းကြံနေပြီးတော့ဂျားတဲ့တခုလုံးကိုအပေါ်ပိုင်းကနေပြီးတော့မိုးရေကျလာတာကိုတိုက်တာရရှိပါတယ်။တခြားနေရာတွေမှာတော့ကျွန်တော်မော်လမြိုင်ဘက်မှာမိုးကျသလိုပဲတဝယ်နဲ့ဗိတ်ကြားမှာမိုးတော်တော်များတာကိုကျွန်တော်တို့တိုက်တာရရှိပါတယ်။နေ့လယ်7:00နာရီကနေညနေ6:00နာရီရောက်တဲ့အခါမှာ ကချင်ပြည်နယ်သခိုင်းတိုင်းအထက်ပိုင်းမှာမိုးများနေပြီးတော့မန္တလေးနဲ့ရှမ်းအရှိမြောက်မှာမိုးပွဲကျနေသလိုပဲမန္တလေးနဲ့နေပြီးတော့ကြားကတောင်တန်းပေါ်မှာလည်းမိုးကျနိုင်တဲ့အနေအထားကိုတွေ့ရပါတယ်။ဒါကတော့ရခိုင်ပြည်နယ်နဲ့အေရာဝတီတိုင်းကမှမိုးပွဲကျတယ်။ရဘာသိန်းနာကိုဖြစ်ရှိမဲ့မိုးဖြစ်ပါတယ်။တောင်ဘက်ကိုသွားကြည့်မယ်ဆိုလို့ရှိရင်တော့မဲဆောက်နဲ့မမပြည် ကြားမွန်ပြည်နယ်တနင်္လာရီတိုင်းမှာမိုးရွာနေတာကိုကျွန်တော်တို့တွေ့ရပါတယ်ညနေ6နာရီကနေပြီးတော့ည7နာရီမှာဆိုလို့ရှိရင်တော့မြမာပြည်မြောက်ဖက်မှာပုံမိုပြီးတော့မိုးများလာတာကိုတိုင်းတာရရှိသလိုပဲကျွန်တော်တို့ငလျင်ဒေသမှာတော့မိုးအနှဲငယ်ကင်းစင်သွားတာတွေ့ရပါတယ်သို့ဝိမဲ့လေလေစီကြောင်းရှုပ်ထွေးမှုကြောင့်မလို့အားလုံးကတော့ တိထားဖို့လိုပါတယ်ဒီနေရာမှာညနေ6နာရီနဲ့7နာရီပြောမှာဆိုလို့ရှိရင်ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တနင်္သာရီတိုင်းဒေသစုံကျက်နေရာမှာဖွက်ပြီးတော့ပိုများနိုင်ပါတယ်ကျွန်တော်တို့တစ်ဆက်တည်းပဲ21ရက်နေ့မနေ့တနာရီကနေပြီးတော့6နာရီတွင်းမှာလည်းငလင်ဒေသဖြစ်တဲ့မန္တလေးမုံရွာဒေသမှာမိုးအနှဲငယ်များနိုင်တာတွေ့ရပါတယ်ထို့အတူပဲ ကချင်ပြည်နယ်မြစ်ကြီးနားအထိဒိမ်ွေကြည့်နေတာတွေ့ရမှာဖြစ်ပါတယ်။အဲ့ဒီဒိမ်ွေကြီးကတော့မိုးရွာတာကိုအပြာတွေနဲ့ပြထားပါတယ်။အောက်ပေါ်မှာ view ကြည့်မယ်ဆိုလို့ရှင်တော့ဖြူကနေအောက်ပဲစစ်တောင်းမြေမှန်တစ်ခုကရင်ပြည်နယ်မွန်ပြည်နယ်သရဏိုင်းတိုင်းမှာဆက်လက်ပြီးတော့မိုးများနိုင်ပါတယ်။၂၁ရက်နေ့နာနဲ့6နိုင်ရနေတော့နေ့လယ်7နိုင်အတွင်းမှာဆိုလို့ရှင်လေမန္တလေးမုံရွာနေတော့ဆလွယ်ကုတ်အပေါ်တက်လို့မြစ်ကြီးနား ကျမ်းပြီအရှိမြောက်တစ်ခုလုံးကိုမိုးအနေငယ်များနိုင်တဲ့အနေအထားကို တွေ့ရှိရပါတယ်။ထို့တူဖြူးမြို့နယ်ပအောင်ကျင်းမှာလည်းကျွန်တော်တို့မိုးရနိုင်သလိုပဲမော်လမြိုင်မုံတမဘက်မှာမိုးအနေငယ်ထိထန်သလိုပဲကရင်ပြည်နယ်တရင်းတိုင်းတိုင်းမှာလည်းမိုးဆက်လက်ရွာလာ။27ရက်နေ့နေ့လယ်စန်းလာရနေပြီးတော့ညနေ6နာရီရောက်တဲ့အချိန်ထိကိုပဲမန္တလေးကနေပြီးတော့အရှိမြောက် မေမြို့လိုနေရာနေစပြီးတော့ဆက်လွယ်ကိုမိုးဆက်လက်ရွာနိုင်ပါတယ်အဲ့ဒီမိုးကမြစ်ကြီးနားနဲ့သခိုင်းအထက်ဖက်ထိရွာနိုင်တဲ့အနေအထားကိုတွေ့ရပါတယ်ဒါကတော့ကျစ်တွေ ကြောက်ဖြူဘက်မှာလည်းမိုးအနှဲငယ်ကျနိုင်တယ်လို့ပဲကရင်ပြည်နယ်အမွန်ပြည်နယ်မှာလည်းမိုးအနှဲငယ်ကျနိုင်တာတွေ့ရပါတယ်21နှစ်ညနေ6နာရီကနေပြီးတော့ည7နာရီအတွင်းမှာဆိုလို့ရှိရင်တော့ငလျင် ဒေတာမှာမိုးကျင်းစင်ပေမဲ့မြန်မာပြည်အထက်ပိုင်းကချင်ပြည်နယ်အထက်ပိုင်းနဲ့စကားတိုင်းအထက်ပိုင်းမှာမိုးနှဲ့ငယ်ရွာလိုပဲရခိုင်ပြည်နယ်မှာမိုးကျနိုင်ပါတယ်တို့တို့ဒင်းနိုင်တိုင်းမှာမိုးကျနိုင်ပါတယ်20နှစ်နေမှာလည်းဆက်လက်ပြီးတော့မိုးရနိုင်တဲ့ဒေတာတွေကငလင်ဒေတာအတွက်ဆိုလို့ရှိရင်တော့မန္တလေးနဲ့ညီပြီးတော့ကြားမှာရှိတဲ့မြေပြန့်ဒေတာတွေမိုးရရှိနိုင်တယ်လို့ပဲ ကရင်ပြည်နယ်ပဲခူးတိုင်းမှာမွန်ပြည်နယ်မှာမိုးပြားရှိနိုင်ပြီးတော့အထက်မမပြည်မှာတော့အစတင်ပြီးတော့မိုးရေကြိမ်1.4လက်မအထိရွာနိုင်ပါတယ်အဲ့ဒီဒေသကတော့မေခမလိခဘဲကိုဆင်းမဲ့မိုးရေဖြစ်ပါတယ်ဒါမဲ့23ရက်နေ့မှာတော့မြောက်ပိုင်းဒေသတစ်ခုလုံးဟာ မိုးရေကြိမ်1.8အထိတချို့နေရာတွေမှာနေရာကွက်ပြီးတော့ မိုးကြီးနိုင်ပါတယ်မန္တလေးတိုင်းကနေပြီးတော့နေပြည်တော်နဲ့အနည်းဆုံးဒေသတွေမှာဆက်လက်ပြီးတော့မိုးရွာနိုင်သလိုပဲပဲခူးတိုင်းရန်ကုန်တိုင်းမော်လမြိုင်မှာမိုးဝက်အနေကျနိုင်ပါတယ်24ရက်နေ့မှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ငလင်ဒေသရဲ့မိုးရွာသွန်းမှုအစီအစဉ်ပြီးဆုံးပြီလို့ကျွန်တော်တို့ယာယီအဖြစ်ခမန်းသုံးသပ်ပါတယ်ကျွန်တော်တို့ခမန်းချက်တွေကိုငလင်ဒေသမှာနေထိုင်သူတွေနဲ့ကုမ္ပဏီတွေကို ဆက်လက်ပြီးတော့အတိပေးမျှဝေပေးကြပါဗီဒီယိုဖိုင်အားဖြင့်များတယ်ဆိုလို့ရှင်လည်းကျွန်တော်တို့ Telegram ကနေလို့အပန်းဖိုင်ဖြင့်ထုတ်လင်းပေးထားပါတယ်မိတ်ဆွေများကိုဆက်လက်ပြီးတော့မျှဝေပါအတိကျနာများရှိလို့ရှင်လည်းပြန်နိုင်ပါတယ်ကျေးဇူးတင်ပါတယ်